အဲ့ဒီတရဏဂုံဟာဘယ်လိုခါမှပြတ်တတ်တယ်လဲတရဏဂုံတချို့မေးလေးရှိတယ်တရဏဂုံပြတ်သလားမပြတ်ဘူးလားနတ်ရှိခိုးရင်ရောတရဏဂုံပြတ်သလားမပြတ်အဲ့တော့ရှိခိုးတယ်ဆိုတဲ့နေရာမှာကိုကိုယ်လို့ရှိခိုးတာလားသို့မဟုတ်ကြောက်လို့ရှိခိုးတာလားရွယ်ချက်ရှိသေးတယ်ပေါ့ဟာနတ်ဟာလောကမှာအမြတ်ဆုံးပဲသူ့ရဲ့မြတ်တာမရှိဘူးတကိုးကြည့်တယ်ဆိုပြီးတော့ နတ်ကိုရှိခိုးတယ်တကူကြီးလို့အရာရာကိုသိနိုင်တဲ့အနေနဲ့ကိုယ်ပဲပြီးတော့နတ်ကိုရှိခိုးမယ်သို့မဟုတ်တခြားဘာသာဆရာဘာသာခိုင်းကိုရှိခိုးမယ်အဲ့ဒီလိုရည်ရွယ်ချက်တင်နေရှိခိုးမယ်အမှန်တရားကိုသိတယ်ဒီဘာသာမှာမှန်ကန်တယ်ဆိုတဲ့အနေနဲ့ရှိခိုးရင်တော့ဒါတရဏဂုံပြတ်တယ်အဲ့ဒါတရဏဂုံပြတ်တယ်အဲ့ဒီတရဏဂုံပြတ်မှုဟာအပြစ်လဲရှိတယ်ပေါ့ ပြင်လဲရှိတယ်လို့ဒီလိုဆိုတယ်။ဟောအဲတရဏဂုံကဘယ်ချိန်မှပြတ်တတ်သေးသလဲလို့ဆိုလို့ရှိရင်ဘုရဘာသာဝင်နေတရဏဂုံတော့အောက်တည်ထားတဲ့အသက်ရှိတယ်။သို့သောသေသွားပြီဆိုလို့ရှိရင်တော့တရဏဂုံပြတ်တယ်အဲ့ဒါ။အဲ့ဒီပြတ်မှုကတော့အပြစ်မရှိဘူးသေသွားလို့ပြတ်တာကိုဘာဖြစ်လို့ပြတ်တယ်လို့ပြောတာတော့ဆိုဘုရားကုံတရားကုံသံဃာကုံသိနိုင်တဲ့စိတ်မှရှိမှဖြစ်လို့ တရဏဂမနာဆိုတဲ့စိတ်တုပ္ပမရှိတော့မရှိသည့်အတွက်ကြောင့်သိလို့ရှိရင်တရဏဂုံပြတ်တယ်။ဒါကြောင့်မို့လို့ဗမာပြည်မှာတရဏဂုံတင်းနေတင်းနေဆိုတဲ့အယူဆတစ်ခုထပ်ပေါ်လာတယ်။တရဏဂုံကပြတ်သွားလို့ပြန်တင်ပေးတယ်ဆိုသို့တော့သေတဲ့အပေါ်မှာလူသေးကောင်းကြီးကိုတရဏဂုံတင်လို့ရတော့မရဘူး။သူဆောက်တည်ထားတဲ့တရဏဂုံဟာသူသေးသွားရင်ပြတ်သွားပြီမရှိတော့ဘူး။ဒီလိုဆိုလို့ အဲ့တော့ဘေးကလူတွေကတရဏဂုံတင်တာအဲ့ပြက်သွားတယ်ဆိုတာကိုအကြောင်းပြုပြီးတော့လောက်ကြပုံရတယ်တရဏဂုံတင်တယ်လို့ဆိုတာအမှန်ကတော့ဖြစ်တင်တာတရဏဂုံတင်တယ်ဆိုတာတေတဲ့လူကိုတင်တာမဟုတ်ဘူးသူ့အတွက်ရည်စူးပြီးတော့ကုသိုလ်ကောင်းမှု ပြုဖို့အတွက်ကြံရင်တဲ့ပုဂ္ဂိုလ်တွေကတရဏဂုံဆောက်တည်တယ်၅ပါးသီလခံယူတယ်ပြီးတဲ့အခါအမြတ်တမ်းပေးဝေတယ်ဒါပဲဖြစ်အောင် အဲ့ဒါမှမှန်ကန်တဲ့လမ်းကြောင်းလို့ဒီလိုပြောရမယ်။အဲသင်းရင်တရဏဂုံပြတ်တယ်။သို့တော့အပြစ်ရှိလားဆိုမရှိဘူးလို့ဒီလိုပြောရမယ်။ဟောအပြစ်မရှိတဲ့ဟာအကျိုးလည်းမပေးဘူးအဲ့ဒီပြတ်သွားတာအပြစ်မရှိသေးတဲ့အတွက်ကြောင့်မကောင်းကျိုးမပေးနိုင်ဘူး။ခုနကမကောင်းကျိုးကိုပေးနိုင်တယ်။တရဏဂုံတခြားဘာသာကိုပြောင်းပြီးတော့ကိုးကွယ်လို့ဆိုလို့ရှိရင်တော့အပြစ်ရှိတယ်ပြက်လဲပြက်တယ်လို့ဒီလိုပြောရအောင် တရဏဂုံနဲ့ပတ်သက်ပြီးတော့ပတ်เสียရလေးတွေတရဏဂုံပြက်မပြက်